စံဝန်3တက်လောက်ဟာဆွဲမယ်ငိုသိမ့်ပါမယ်ဘောဘက်ပါမယ်နောက်အပြီးနဲ့နေအစုံပေါအောင်ရရှိနိုင်တဲ့မီနူးတွေကတော့ကြက်တစ်ခေါင်ပါမယ်ကြက်ဥနှလုံးအာလူတစ်လုံးပါမယ်အဲအရွယ်အစုံဘူးဘူးဘူးပါဒါမှမျိုးရရှိတယ်ဆိုတော့ကျွန်တော်တို့အရင်မူလလက်ဟောင်းလက်ရအတိုင်းပဲဟိုအကောင်းဆုံး quality ဖြစ်အောင်တော့ကျွန်တော်တို့ဖန်တီးပေးရပါတယ်အဲကျွန်တော်တို့ဓာတုရတာဓာတ်မောက်ပေါ့နော်စပြီးဆိုင်ဖွင့်တာကတော့နှစ်ပေါင်း30ကျော်ပြီ63 64လောက်တည်းက ဘုံကြီးဆိုင်ဆောက်ဖွင့်တာပေါ့နော်ဟုတ Thank you. ီးနေတော့ညီမတွေ့တဲ့အချိန်မှာဟိုပဲသိန်းတို့ဒီဟိုမော်ရာဦးညီတို့တပည့်တီတူတီရတယ်ဘူးလားသောဘတ်မိတ်ဖဲမဲ့ဆိုလို့ရှိရင်အခုကဓမ္မအတိုင်းပဲဟလာဟိုစံဟုံးသုံးတက်လောက်ဟလာဆွဲမယ်ငိုစိမ့်ပါမယ်အဲကျွန်တော်တို့သောဘတ်ပါမယ်နောက်အတီးနဲ့တပည့်တီတူစီပဲသိန်းပဲရတာအနောက်ပြီးတော့မုံလာဦးညီအဲ့ဒါလေးတွေအတီးနဲ့အစုံပေါင်းဟိုအကောင်းဆုံး quality ပြအောင်လို့ကျွန်တော်တို့ဖန်တီးပေးရပါတယ် အဲဒါမောက်ပြင်းဒီပုံမှန်လားဆိုလို့ရှိရင်ဒီလိုဥပုပ်ရမဇန်ဥပုပ်လားမဟုတ်ပဲပုံမှန်လားဆိုရင်ရတဲ့မြူကြီးရတော့ဟိုကျသားဓမ္မောင်းကျက်သိမ့်ဓမ္မောင်းကျက်ကောင်းလုံးပေါ့အခါမူကြီးနေတိုင်းရောင်းပေးတယ်အဲ့ဒါတော့တစ်နှစ်ပတ်လည်လို့ဟိုဒီမီနူကိုရောင်းပေးတယ်နောက်ပြီးဟိုကျက်သားစီပြန်ရှိမယ်ကျက်သိမ့်စီပြန်ရှိမယ်ဓမ္မောင်းလိုက်ပို့ရှိမယ်အဲ့မြူနူကြီးကတော့နေ့စဉ်ရောင်းချပေးတယ်တစ်နှစ်ပတ်လည်လို့ ရရှိနိုင်တဲ့မီနူးတွေကတော့ခုနပြောသလိုကြက်ကောင်လုံးမောင်အခါမူကြည့်ဘူးလို့ရမ်ဇန်လမြတ်ဥပုလာမှာဆိုလို့ရှိရင်အခါမူကြည့်ကြက်ကောင်လုံးမောင်ဟာတော့တပိုးတကောင်လုံးပါမယ်ကြက်တကောင်ပါမယ်ကြက်ဥနှလုံးအာလူတစ်လုံးပါမယ် dengan sabu dogu ati ayu asung gu gu gubang arau ma nak kau ngarau ဟုတ်တကယ်လို့အထုံးနဲ့စီစဉ်ပေးရတယ်ဟိုပါဆယ်လုတ်ပေးပါဆိုလို့ကျွန်တော်တို့ပါဆယ်အတိုင်းဟိုအော်ဒါကိုလက်ခံဝန်ဆောင်မှုပေးတယ်ဒါမှမဟုတ်အိုးနဲ့ဟလာဘုန်းကြီးเจ้าမှာပြပြဟိုအလူမင်္ဂလာပွဲပြပြမင်္ဂလာဆောင်ပွဲအတွက်ပြပြဒီလိုအိုးနဲ့ယူသွားခြင်းနဲ့အခုဒီမနက်လက်ခံပြီးသားဒီလိုအိုးနဲ့ယူသွားခြင်းနဲ့ကိုရောက်မှပွဲပြင်ပေးပါဆိုရင်လည်းကျွန်တော်တို့ပွဲပြင်ဖို့အတွက်လည်းလူထည့်ပေးတယ်လူထည့်ပေးတဲ့အတွက်ကိုလည်းဟိုခြားချက်ကမကောက်ခံတာပဲနဲ့လူထည့်ပေးတယ်ဟိုပွဲပြင်ဖို့အတွက်ကို ုံခါကြီးဖြစ်တယ်ဒူတို့တို့တစ်ခါကျတက်တယ်ကောင်ဖြစ်တယ်ဆက်လက်ကောင်ဖြစ်တယ်ဟိုကြက်သားစီပြန်ကြက်ကောင်လုံးပေါင်းဟိုကျွန်တော်တို့အရင်ဆုံးအကောင်လိုက်ပေါင်းတယ်အဲ့ဒါအောင်မှကျွန်တော်တို့လေးဘိုင်းလေးပြန်ဘိုင်းတယ်အနည်းအရသာနဲ့ပတ်သက်ပြီးတော့လေအကောင်လုံးအရသာပြင်အောင်ဒီအနည်းအရသာကိုအကောင်လုံးအရသာပြင်အောင်ဖန်တီးပေးထားတယ်ဈေးလုံးအပြင်တော့အခုအားလုံးကြည့်ကြတဲ့အချိန်မှာအကုံသိန်းလုံးလေးကဟိုအကုံလုံးအတက်ပိုင်းမှာပဲရှိတယ်ကြက်သေးစုတွေဒီအပိုင်းတွေတက်တယ်ပေါ့နော်ကျွန်တော်တို့ခွန်ထောင်းအားနဲ့ရောင်းမေးနေတယ် quality လုံးဝမလျော့ဘူး ြက်သား site လည်းလုံးဝသေးတာမရှိကြက်သား site လည်းပုံမှန် site ပဲအဲပါဝင်တဲ့ပစ္စည်း quality ကလည်းအကောင်းဆုံးပြောင်းကျွန်တော်လုပ်ပေးရတယ်ဟိုချက်ပြုတ်ပုံစံကဒီအောက်ကနေကျွန်တော်တို့အသားစိမ့်သွားမယ်အဲ့ဒီပုံမှာဟိုလိုအပ်တဲ့ဟိုဟိခက်အမှုကြိုက်တယ်အဲ့ဒီပုံမှာချက်သွုံကျော်လေးအုပ်မယ်အုပ်ပြီးတော့ကျွန်တော်တို့ မိဖို့အတင်တယ်မယ်ပြီးလို့ရှိရင်ဆန်ခမင်းတော့ဟိုသူ့ရဲ့လူတော့အခြေအနေမျိုးလေးအတိုင်းအဆင်အဆင်ပုံတော့ဟို၃ပိုင်းလောက်ဆန်ဟို၃ပိုင်းလောက်ဝီအေးလေးနဲ့အသားလေးနဲ့ရမယ်ခမင်းလည်းမတူဘူးအကောင်းဆုံးရတာပြင်အောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်ပေးထားပါတယ်အဲဒါတော့ကျွန်တော်တို့ဟိုဒီကဟိုမျိုးရိုးစင်စက်ဒါမှမျိုးရိုးရှိတယ်ကျွန်တော်တို့ကဒါမှမျိုးရိုးရှိတယ်ဆိုတော့ကျွန်တော်တို့အရင်မူလလက်ဟောင်းလက်ရအတိုင်းပဲအကောင်းဆုံးဖြစ်အောင်လက်ရကိုဟိုအချိန်နဲ့အမီခင့်နဲ့အမီ အဲ့ဟိုကျွန်တော်တို့လက်ရလေးတပြေးပြေးတပြေးပြေးတပြေးထိန်းသိမ်းပြီးတော့အခုချိန်ဒီကိုဟိုလာကျွန်တော်တို့ဆက်လက်ရက်တည်နေတာဖြစ်ပါတယ်အခုနပြောခဲ့သလိုနေ့စဉ်ရောင်းချပေးတဲ့မီနူးရဲ့အပြင်ကိုဟလာဟိုတရက်ကြိုတင်အော်ရာမာလို့ရှင်ရဲ့ဟိုလက်ခံဆောင်ရွက်ပေးတဲ့မီနူးတွေအရောဟိုလာသောဘတ်ထမင်းကြက်သားစီပြန်ရင်အထောဘတ်ထမင်းစိတ်သားစီပြန်ရင်ပဲထောဘတ်ထမင်းကြက်သားစီပြန်ရင်ပဲထောဘတ်ထမင်းစိတ်သားစီပြန်ရင်ဟောစိတ်သားစီပြန်ရင် only အတိဆုံးတက်တက်လွတ်တံပေါက်အဲအဲ့ဒီငင်းကြီးလေအ ਨੇ ဆုံး10ပုံးနဲ့အထက်မှာယူပြီးလဲဆိုကျွန်တော်တရက်ကြိုတင်มาပြီးလဲဆိုကျွန်တော် order လက်ခံဆောင်ရွက်ပြီးပါတယ်ခင်ဗျာ ဲနောက်ပြီးတော့ကျွန်တော် strawberry အသီးချော်ရေဟိုအဲ့ထဲမှာဟိုပါဝင်တဲ့နွားနို့ကဆိုရိုးရံနွားနို့အစစ် chemical မပါဘဲသုံးထားတယ်အဲ့ဒါကတော့တဘူး9တော့ခင်အဲ့ဒီလူလေးလက်ရှိ Ramadan Ubola အတွင်းမှာတော့နေ့စဉ်ရောင်းချပြီးတယ်ခင်အခုကျွန်တော်စိုင်ကတော့ဟိုစိုင်က3စိုင်ရှိတယ်ပဇွန်တော်အောင်ကျွန်တော်တို့ဒီအမှတ်369ဒီအောက်တော်လမ်းမအိပေါ့ဒီတော်ရဲကွန်တိုရဲ့မြန်ဆောင်တူလေးတိရသိမှတ်တိုင်အနီးတတုတမောက်မှာစားနေကြမယောင်းတွေကလည်းဟိုတကြောက်တိလို့အမြဲတမ်းလဲ မာယူအားပေးကြတယ်လို့မိတ်ဆွေများအနေနဲ့လည်းသိရှိအောင်လို့ဒီဗီဒီယိုလေးကနေကျွန်တော်အကြံပေးပြီးတော့အတီးလေးပေးပြရစီခင်ဗျာ